င်္ဂလာပါဒီဗီဒီယိုလေးကတော့ try ရဲ့ n1 ဘုံဘုခရနိုဘာဆိုနီဟွန်ကိုဆိုတဲ့စာအုပ်ထဲမှာတရားလေးတွေကိုအပိုင်းလေးတွေခွဲပြီးတော့တင်ပြနေတဲ့ဗီဒီယိုဖြစ်ပါတယ်အခုပထမအောင်ဆုံးလေ့လာမယ်ဝါကျနေရကြတော့နာနီနာနီတိုကီတာလာနာနီနာနီတိုကီတာလာတိုကီတာလာဆိုတာကကျတော့ဒီအဲ့ဒီလိုမျိုးဆိုလို့ရှိရင်တော့ဆိုရအထိပ်ပဲပေါ့နော်နာနီနာနီဝါ ဒီအရာကဆိုရင်ထိုယူအီမီယိုမိုချီဝါဒနီတိုင်းစတေတိုင်းရှင်နီစီတေဖူမန်ယာဟီနန်အိုဒိုရိုချီနာတိုနိုခန်ဂျိုဖူကူမီဒေနိုဘီရူတိုကီနီဝါနိုဘဲရူတိုကီနီဝါစကာရိုဟီယိုကန်ဒက်စ်သူကဒီဒီဝါဒိုင်းပေါ့နော်လုံးဝကိုပြင်မအကြောင်းအရာတစ်ခုဖြစ်တဲ့အရာတိုင်းရှော်ပေါ့နော်အဲ့ဒီပြစ်မှတ်ထားတဲ့အရာတစ်ခုသူပြောပြတဲ့အချိန်မှာဖူမန် သူမကျင်းတဲ့ချက်တွေပါမယ်ဟီနာလောကဝေဖန်မှုတွေမကျင်းတဲ့ချက်တွေအော်တိုရိုခီအံ့ဩမှုတွေအဲ့လိုမျိုးစိတ်ကစားချက်တွေပါတဲ့အရာမျိုးမှာအတုံပြူတယ်ပေါ့နော်အိုမိုဒီဟာနာရှိကိုတိုပါတဲ့စကားပါတယ်သူကစကားပြောတဲ့အနေနဲ့တုံးတာများပြီးတော့ဟီတီတခီနာဟျောခါကအိုဝီဒီစကားများတော့အဖြစ်ဒီမကောင်းတဲ့ဘက်အချက်မှာတုံးတာများရယ်ပေါ့နော်ဘောမြခုနီရောတဲ့အော်တိုရိုခီရ ရှောစန်ဒီမော့စကာဝါရီတီမတ်အဲ့တော့စာချောင်းပုံကိုတီးပြီးတော့ဒီလိုမျိုးတန်ရောတဲ့ပုံစံမျိုးပြောတာလည်းရှိသလိုတစ်ခါလေကြားလို့ရှိရင်ချီချူးတဲ့ပုံစံမျိုးလည်းပြောတဲ့နေရာမျိုးတွေလည်းရှိတော့ရှိအရှားရပေါ့နော်နော်သူရဲ့စစ်စစ်စုကိုကြည့်မယ်ဆိုလို့ရှိရင်မဲရှိပူလာစုတူကီတာရာနောင်းလိုက်တယ်ပေါ့နော်ယခုစကောက်ကိုတော့ကအနေနဲ့အဲတွဲပြီးတော့မှတ်ကြည့်မယ်ဆိုရင်ဥချီနိုခိုတူကီတာရာဥချီနိုခိုတူကီတာရာဆိုအင်္ဂလိပ်ဆိုရင်တော့ဆိုရတဲ့ပဲဘောနော်အင်္ဂလိပ်ကတော့လို့ လူတွေကပြောတာပဲဒါပေမဲ့အဲ့ဒီရဲ့နောက်မှာဆိုလို့ရှိရင်ဒါတော့အဖြစ်မကောင်းတဲ့ဝါကြရေးအများရေပေါ့နော်ဥမာဆိုလို့ရှိရင်ဥချင်းတော့ခိုးကဟွန်းတုန်ငါ့အိမ်ကခလေးကတော့တကယ်ကိုပဲဥမာဂိမ်းကြီးပဲစော်နေတာမျိုးတို့အင်းသာဆိုလုံးဝမလုပ်ဘူးအခန်းဆိုရင်ရှုပ်ပွားနေရပဲအဲ့လိုပုံစံမျိုးအနေနဲ့တုံးလာတယ်ရှိရပေါ့နော်အင်းကခလေးအကြောင်းပြောရမယ်ဆိုရင်တော့စိတ်အသေးပဲမျိုးပေါ့နော်နောက်တစ်ခုကကြတော့အဆိုင်ခင်တော့ဝါကမိုနိုတိုကီတာလား ဒီအခုခေတ်လူငယ်တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့အခုခေတ်လူငယ်တွေဆိုလို့ရှိရင်တော့ဆိုပြီးတော့ဒီလူငယ်တွေရဲ့အကြောင်းပြောမှာဥပမာဆိုလို့ရှိရင်စိုင်းခင်းတော့ဝါကမိုနိုဝါမတခုနာနီနာနီနာနီပေါ့နော်အဲဒီအခုခေတ်လူငယ်တွေဆိုလို့ရှိရင်မတခုလုံးဝကိုငါစာအုပ်ကိုမဖတ်ဘူးလို့ပါလို့အဲ့လိုမျိုးတိတ်ပြီးတော့မကောင်းတဲ့ဝါကြတွေအနောက်မှာလိုက်တာမျိုးပေါ့နော် အနောမီဆေနောအစာဘီစုတုခိတာရဆိုလို့ရှိရင်ဒီဆိုင်ရဲ့အစာဘီစုဝန်ဆောင်မှုကိုပြောရမယ်ဆိုလို့ရှိရင်တော့ဆိုရင်အနောက်ကပါဟီရိုကြီးတို့မကောင်းဘူးလို့အာဂျီကအာဂျီကယောက်ခုနိုင်ရတာတိတ်ပြီးတော့မရှိဘူးလို့အဲ့လိုပုံစံမျိုးပေါ့နော်တုံလာရင်ရှိရပါတော့ နောက်တစ်ခုကကျတော့ဝါသရှင်တို့ဂျောရှိတူကီတာကငါရဲ့အထက်လူကြီးချောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဟဲ့ဆိုပြီးတော့နောက်မှမကောင်းတဲ့ဟာတွေပေါ့နော်ဝါသရှင်တို့ဂျောရှိကဟွန်တူနီခိုမာရုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ငါရဲ့အထက်လူကြီးဂျောရှိအထက်လူကြီးအောင်ဆိုလို့ရှိရင်တကယ်ကိုပဲခိုမာရုဒုက္ခရောက်တဲ့သူချောင်းကဒုက္ခရောက်တဲ့အများတဲ့အဲ့လိုပုံစံမျိုးမကောင်းတဲ့နေရာတွေမှာတုံတယ်ပေါ့နော်ခါနိုချောတူကီတာကငါရဲ့ကောင်မလေးချောင်းပြောရမယ်ဆိုလို့ရှိရင်တော့ဆိုပြီးတော့ အဲ့လိုမျိုးပြောပြီးခါလေးကြရင်လည်းခါနှုတ်ချောကစုခိုးကြီးဆိုတဲ့အတိတ်ပဲပေါ့နော်ငါရဲ့ကောင်မလေးကစုခိုးကြီးဟိုအရန်ကိုမိုက်တယ်ထူကြတယ်တခုခုတော်တယ်အဲ့လိုပုံစံမျိုးနဲ့လည်းတုံးတာတော့ရှိရောရှိတယ်ဒါပေမဲ့များတော့အဖြစ်ကမကောင်းတဲ့ဘက်မှတုံးတာပေါ့နော်အဲ့ဝါချန်လေးနဲ့တွေ့ပြီးရိလာကြည့်မယ်ဆိုလို့ရှိရင်うちの息子と聞いたらゲームばっかりして勉強は全然しないそういうငါရဲ့အိမ်ကခလေးအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ゲーム ဒီ gain နေကြီးပဲပေါ့နော်ဘတ်ကာလီရှိတဲ့ဆိုတာကြောင့်အဲ့ဒါကြီးပဲလုပ်နေတာ gain မဘတ်ကာလီရှိတဲ့ gain ကြီးပဲဆော့နေပြီးတော့ဘင်ကျိုစာလီလာတာကဇင်းဇင်းလုံးဝရှင်းနိုင်မလို့ဘူးပေါ့နော်နောက်တစ်ခုကကြတော့ဆိုင်ခင်းတော့စမဟိုးတို့ကိတာတော့တော့တကခုနာတဲ့ ခိုင်းနေခုပေါ့နော်အခုခေဆိုင်ခင်းပေါ့နော်အခုတလောစမဟိုဆိုတာကြောင့်ဒီစမဖုန်းလေးအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့ဈေးတွေကအရန်ကိုမြင့်လာပြီးတော့ဝယ်ရတာခက်ခဲလာတယ်ပေါ့နော်ခရီးတို့ကြည့်တာရကုစုကုနိုချီကောင်မမတခုတော့အချီတို့မနိုင်သူ့အကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီရကုစုကုနိုချီကန်ချီကန်ပေါ့နော်ချိန်ထားတဲ့အချိန်ကိုမမတခုတို့ကအချီတို့မနိုင်လိုက်နာတာမျိုးကတခါတလေတော့မရှိဘူးပေါ့နော်အများကြီးမလိုက်နာဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ တုံးထားပါတော့။ကိုလိုလဆူတူလန်တိုကီတာဒါလျောလီဝအိုရှိကေဒိုတင်းအင်းတို့တိုင်းကဆိုင်အခုတာပေါ့နော်။အော်ဒီဒီစာတောက်ဆိုင်အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီစာတောက်ဆိုင်ကဆိုလို့ရှိရင်တော့ဟင်းရရတာရှိရဆိုပေမဲ့တင်းအင်းဝန်ထမ်းတွေပေါ့နော်။ဆိုင်ဝန်ထမ်းတွေရဲ့တိုင်းတို့သူတို့တွေအပြုတ်မှုတွေကအဆိုင်အခုတော်တော်ဆိုးရွားတယ်။ဆိုးရွားဆုံးပဲလို့ပြောရပါတော့နော်။အဲ့တော့နောက်ဆုံးအကြလေးကိုလေ့လာကြည့်မယ်ဆိုရင် 私の調子と聞いたら、部下の意見を全然聞かな、聞かずに自分で勝手に決めてしまうぼな。あの、がえ、で、たるじちゃんを言わめそうしん、部下の意見、で、らんげたりへ、意見、てみゆさじゃてを全然聞かずにぼな、なまためね、自分で、ポートやって、勝手に ခင်မဲ့တဲ့ရှိမှာပေါ့နော်တယောက်တည်းဆုံးဖြတ်တာတွေများတယ်ဆိုတဲ့အတိတ်ပဲမျိုးများတော့အဖြစ်မချင်းတဲ့ချက်တွေဝေဖန်တာတွေမကောင်းတဲ့အရာတွေဥတ္တရုခီအာထိတ်လန့်တာတွေအဲ့လိုမျိုးနေရာတွေမှာအသုံးပြုရပေါ့နော် နောက်တစ်ခုလေ့လာရမယ်ဝေချလေးရကြတော့နာနီနာနီတတကိုလိုတဲ့နာနီနာနီတတကိုလိုတဲ့တတကိုလိုတဲ့ဆိုရင်အတိပဲကသာသောရဲ့ပါနာနီနာနီရှိတယ်မို့တကယ်လို့အဲ့ဒီအရာတစ်ခုကိုပြုလုပ်ခဲ့တယ်ဆိုရင်တော့မှမူဒတာအလဟာတပဲအချင်းကြီးပဲဘာမှအကျိုးမရှိဘူးဆိုတဲ့အတိပဲအီမီကနိုင်အတိပဲတော့မရှိဘူးဂျောကျောကခဝရနိုင်တကယ်လို့အဲ့လိုလုပ်ခဲ့တယ်ဆိုရင်တော့မှဂျောကျောအချင်းကြီးတွေကဘာမှပြောင်းလဲသွားမှုမရှိဘူးဆိုတဲ့ဝါကြောင့်တုံးကြည့်ခါမတော့ဘောနော်အဲ့တော့ သူကဟီတီတခိနာခေကမူအီမီဆာပေါ့နော်။ဘာသာအဖြစ်မကောင်းတဲ့အရာတွေမှာတုံးနေမူအီမီဆာအတိတ်ပဲဘာမှမရှိဘူးကျိုးမရှိဘူးဆိုတဲ့ပုံစံမျိုးတွေမှာစကဝါရဲလူပေါ့နော်အုံပြူရဲစစ်စစ်စုကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီဒိုးရှိနော်တခဲပေါ့နော်တခဲပူလာစုတူကူလိုတဲ့ဆိုပြီးတော့တခုပဲတုံးနေပေါ့နော်။ယောကုစကောက်ကိုတော့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အာယမတတူကူလိုတဲ့အာယမတဆိုတော့တောင်းမှန်ခဲတာပေါ့နော်။အာယမတတူကူလိုတဲ့ဆိုရင်တောင်းမှန်ရင်တောင်းမှ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတဲ့အထိပ္ပယ်မျိုးနေအမအသုံးပြုရပေါ့နော်အာယမအာယမတေဘူအီမီကနိုင်ပေါ့နော်တောင်းမှန်လေဆိုရင်တောင်းမှအီမီကနိုင်အထိပ္ပယ်မရှိနော်ဘာမှပြောင်းလဲလို့ပြောပါပေါ့နော်နိုင်တတ်တကိုလို့တဲ့နိုင်တဆိုငိုတာပေါ့နော်နိုင်တတကိုလို့တဲ့ငိုတယ်ဆိုရင်တောင်းမှရှိခတာကနိုင်ဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်နိုင်တေဘူရှိခတာကနိုင်ရောဆိုတဲ့အထိပ္ပယ်မျိုး ဘာမှဂျုံတူငွေနာမှာဘာမှဂျုံတူနေဘူးဆိုတဲ့အထိပ်ပဲပေါ့နော်မုန်းခုဤတတကူလို့တဲ့မုန်းခုဆိုတာကြတော့အပြစ်တင်စကားကိုဆိုတာပေါ့နော်အဲ့လိုအပြစ်တင်စကားကိုဆိုဆိုလေဆိုရင်တော့မှနာနီမခေါ်ရတာနိုင်ဆိုတဲ့အထိပ်ပဲပေါ့နော်ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတဲ့အထိပ်ပဲနောက်တစ်ခုက今更公開したところで今更あくまでなびろなおなやにるれ何も ခါဝရနိုင်ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးအိုဆိုးရီတစီရောနောက်ကျသွားပြီလေဆိုတော့အတိတ်ပဲမျိုးတွေနေရာမှာအတုံးတွေ့ရပေါ့နော်ဒွန်းနာနီကမ်ဘာတာတို့ကလို့တဲ့ဘလောက်ပဲစူးစားနေရင်တော့မှဆိုတဲ့အတိပဲပေါ့နော်အခုမှထားပြီဘလောက်ပဲစူးစားနေရင်တော့မှဘာမှဟောမာနီယာဝါနိုင်မမီတော့ဘူးဆိုတဲ့အတိပဲမျိုးပေါ့နော်အဲဒိုရီတာခေကမ်ဘာတေမူဘူဒတာဆိုတဲ့အတိပဲပေါ့နော်ဘလောက်ပဲစူးစားစူးစားမူဒအချင်းကြီးပဲဆိုတဲ့အတိပဲမျိုးညမှာအတော့ပြူတာအများကြီးပေါ့နော်အဲ့တော့ဝကြလေးနဲ့တွေ့ပြီးတော့လေ့လာကြည့်ပါမယ် いくら謝ったところでもいくら謝ったところで彼女の怒りは収まらないだろうそれしဘလောက်ပဲတောင်းမယ်တောင်းမယ်ပေါ့နော်ဘလောက်ပဲတောင်းမယ်တောင်းမယ်သူမရဲ့ဒေါ်တာကြီးကအိုစာမာနာနိုင်ဆိုတာထိတ်ချုပ်ထားလို့မရဘူးပေါ့နော်သူတော့ဟိုဘလောက်ကဒေါ်တာပြောင်းလို့နိုင်မှာမဟုတ်ဘူးဆိုတဲ့အတိပဲမျိုးပေါ့နော် 今更公開したところで過去には戻れない。あくまなおなじゃね過去、あてこぴゃんびろ戻れない。ぴゃんびろ、たぱんぴゃんびろ、よしないままほうぼな。ぴゃんみやないぼ。試験の直前になって勉強したところでいい点数は取れないだろう。そうし、試験の直前になって、サムウェイ、 အခုပဲစာမိုးဝဲဖြီတော့မယ်ချောက်ကူဆန်းပေါ့နော်စာမိုးဝဲဖြီဖို့နည်းနည်းပဲလိုတော့ရအချိန်မှာမှဘင်ကောစတတ်တော့ကိုလို့တဲ့စူးစမ်းမယ်ဆိုရင်တော့မှအီတင်ဆိုပေါ့နော်အကျန်းကိုကောင်းမွန်တဲ့အမှတ်တွေကိုထိုးလည်နိုင်တာတော့မယူနိုင်ဘူးမဟုတ်လားပေါ့နော်အခုမှစပြီးစူးစမ်းရဲဆိုရင်တော့မှဆိုတဲ့အိပဲတောင်မှဆိုတဲ့အိပဲမျိုးတွေနဲ့တောင်းတာပေါ့နော်ဒွန်နီဘင်ကောစတဒွန်နီကမ်ပတ်တတ်တော့ကိုလို့တဲ့ဆိုင်နိုနိုအာရစ်တိုနီဝါ勝てないこともある。 ဘလောက်ပဲစူးစမ်းစူးစမ်းဘလောက်ပဲစူးစမ်းနေပါစေပေါ့နော်ဆိုင်းနိုဆိုင်းနိုဆိုပါရမီအရေးချင်းရှိတဲ့လူတော့ရှင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့အတိပဲပြောပေါ့နော်အနိုင်ယူနိုင်မှာမဟုတ်ဘူးဆိုတဲ့အတိပဲနဲ့ရေးထားပါပေါ့နော်文句言ったところで状況が良くなるわけではない。その文句そらじゃろ、あのよ。まかんပြောတာအပြစ်တင်တဲ့စကားတွေပြောနေရင်လည်းပြောနေတယ်ဆိုရင်တော့အခြေအနေတွေက ကောင်းလာမှာမဟုတ်ဘူးကျွန်တော်ကောင်းလာစရာအကြောင်းမရှိဘူးဆိုတဲ့အတိပယ်မျိုးအနေနဲ့သုံးလဲပေါ့နော်အဲတော့မှတ်ထားရမှာကနာနီနာနီတာတူကိုလိုတဲ့ဆိုတဲ့အတိပယ်ကတခုခုကိုပြုလုပ်နေတယ်ဆိုရင်တော့မှအခုမှစပြီးလုပ်နေတယ်ဆိုရင်တော့မှအနောက်ကဝေချာကဘာမှအချိုးမရှိဘူးအီမီကာနိုင်မူဒါတာအဲဆိုတဲ့ဂျိုပြော့ကခေါ်တာနိုင်ဆိုတဲ့အတိပယ်မျိုးတွေနဲ့သုံးပြရဖြစ်ပါတယ် အခုနောက်ထပ်လည်လာမယ်ဝါချလေးရာကြတော့နာနီနာနီရောကနာနီနာနီမိုင်ကဆိုရယ်ဝါချလေးဖြစ်ပါရဲ့အဲဝါချလေးရာကြတော့နာနီနာနီရှိတယ်မို့နာနီနာနီရှိနာကုတယ်မို့အဲ့ဒါလုံးပြီဖြစ်စီမလုံးပြီဖြစ်စီဒါဖြစ်စီဒါဖြစ်စီအဲ့အနောက်ကဝါချကခက်ကကခါရတိုင်းဘာမှပြောင်းနေတော့မှမဟုတ်ဘူးဒိုချီတော့ဘာဖြစ်တယ်မို့ခင်ခင်နိုင်ဆိုတဲ့ပြေပေါ်တော့ဘလို့မျိုးချီနေမျိုးပဲဖြစ်ဖြစ် ခံခဲ့နိုင်ပတ်သက်ဆက်နွယ်မှုမရှိဘူးပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနေရာမှာတုံတယ်ပေါ့နော်အဲ့တော့နာနီနာနီကနာနီနာနီမိုင်းကဆိုတဲ့ဟာနဲ့လင်းအင်နာဂျီဒိဗေပေါ့နော်သူကြီးရဲ့ဒိဗေမျိုးဖြစ်ပါတယ်အဲ့တော့သူ့ရဲ့စစစုပ်ကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်သူကဒီဒိုးရှိရဲ့ echo ခဲကိုပြောင်းရတာပေါ့နော် echo ခဲမှာမှာယောဂါတို့လောကတို့အဲ့ဒီ echo ခဲကိုပြောင်းပြီးတော့မှနောက်ထပ်တစ်ခုကကြတော့ဒီဟို dictionary found မိုင်းက မိုင်းတူအလိုပုံစံမျိုး dictionary ဖောင်းနဲ့တုံးတာလည်းရှိတယ်လို့ခါသေးမှာ mass ဖောင်းမှာ mass ကိုဖြုတ်ပြီးတော့မှ mind ကမိုင်းတူဆိုပြီးတော့ထည့်တာလည်းရှိတယ်ပေါ့နော်ဥမာဒီဝါချလေးနဲ့တွေ့ဝါချလေးနဲ့တွေ့ပြီးလေ့လာကြည့်မယ်ဆိုရင်ဒါပဲယောဂဒါပဲမိုင်းကပေါ့နော်အဲဆိုလို့ရှိရင်စားသည့်ဖြစ်စေမစားသည့်ဖြစ်စေဆိုတဲ့အတိတ်ပဲပေါ့စားစားမစားစားပေါ့အဲ့လိုပုံစံမျိုးဒါက mass ကိုဖြုတ်ထားတာပေါ့နော် mind ကရဲ့အရှိမတာပဲ mass မှာ mass ကိုဖြုတ်ပြီး mind က ပေါင်းထားပါတော့။နောက်တစ်ခုကကြတော့ eco ကอีคูไมค์อ่ะปะเนาะဆိုလို့ရှိရင်သွားပြီးဖြစ်စီမသွားပြီးဖြစ်စီသူကကြတော့ไมค์อ่ะရဲ့ရှေ့မှာอีคูဆိုတဲ့ dictionary ဖောင်းကိုဒီတိုင်းထည့်ထားတာပေါ့เนาะအဲ့တော့သွားပြီးဖြစ်စီမသွားပြီးဖြစ်စီအဲ့လိုပုံစံမျိုးနောက်တစ်ခုสุรุสุรุဆိုရင်ပြုလုပ်ดีပေါ့เนาะအဲပြုလုပ်ดีဆိုလို့ရှိရင် ရှိယောဂါရှိမိုင်းကလို့လည်းသုံးတယ်။အဲဆိုရင်ရှိယောဂါရှိမိုင်းကဆိုရင် မိုင်းကရဲ့အရှိမရှိကို mask ဖောင်ဖြုတ်ထားတဲ့အသုံးအနှုန်းပေါ့နော်။အဲလုံးတိဖြစ်စီမလုံးတိဖြစ်စီအဲ့လိုပုံစံမျိုးပေါ့နော်။နောက်တစ်ခုကရှိယောဂါစုဒုမိုင်းကလည်းသုံးတယ်ပေါ့နော်။စုဒုမိုင်းကဆိုရင်တော့ dictionary ဖောင်နဲ့သုံးပေးထားတာပေါ့နော်မိုင်းကရဲ့အရှိမ။နောက်တစ်ခုခုလူဆိုတဲ့ဖတ်ဖို့သုံးမယ်လာတာပေါ့နော်။လာတိဖြစ်စီမလာတိဖြစ်စီဆိုတဲ့ပုံစံမျိုးပေါ့နော်လာလာမလာလာ။ဆိုလို့ရှိရင် ်ခိုယောဂါခူရူမိုင်ဂါဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ဒါဒီဒီညမှာ traditionary form နဲ့တုံ့ပြထားတာပေါ့နော်ဒါပေမဲ့များသောအားဖြင့်ကတကယ်အတန်တော့အမှန်ကိုပြောမယ်ဆိုရင်ခူယောကခူမိုင်းကလို့ပဲပြောရပေါ့နော်အဲခူမိုင်းကခုနဲ့တုံ့တော့မစိတ်မရှိဘူးပေါ့နော်ခူယောကခူမိုင်းကဆိုပြီးတော့အတန်တော့တာကြီးများရပေါ့နော်အဲ့တော့ဒီ ယခုစကောက်ကိုတော့ပါပေါ့နော်အမြဲတစေ၃လေး၃ထားရှိတဲ့ဟာလေးတွေကိုအရင်လေ့လာကြည့်မယ်ဆိုလို့ရှင်အမေကဖူရောကဖူရိုမိုက်ကဆိုလို့ရှင်မိုးကရွာတိဖြစ်စေမြွာတိဖြစ်စေပေါ့နော်ဒါကြီရှောကင်းနဲ့တုံထားပါပေါ့နော်အဲ့တော့အမေကဖုတ်တယ်မဖူရနာဖုတ်တယ်မိုးဆိုတဲ့အိပဲမိုးကရွာတာဖြစ်ဖြစ်မရွာတာဖြစ်ဖြစ်ဆိုတဲ့အိပဲမျိုးပေါ့နော်ဘင်းကျော်ရှီရောကရှီမိုက်ကဆိုလို့ရှင်စာလေ့လာဒီဖြစ်စေမလေ့လာဒီဖြစ်စေဆိုတဲ့အိပဲပေါ့နော် ဒူလျောခုရှီယောကရှီမိုင်းကဆိုလို့ရှိရင်လေလုံးလဝရိယဆိုင်ထုတ်သည်ဖြစ်စေဆိုင်မထုတ်သည်ဖြစ်စေဆိုတဲ့အထိပယ်မျိုးပေါ့နော်ဒါကတော့ mass ပေါင်းဖြုတ်ပြီးတော့မိုင်းကနဲ့တွဲပြီးသုံးထားတာပေါ့နော်ရှင်ကြီးယောကရှင်ကြီးမိုင်းကဆိုလို့ရှိရင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အီကူယောကအီကူမိုက်ကဆိုလို့ရှိရင်သွားသည်ဖြစ်စေမသွားသည်ဖြစ်စေဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဝါစာလေးနဲ့တွဲပြီးရောလေ့လာကြည့်မယ်ဆိုရင်ခါတွေက ခရီကခိုးရောကခိုးမိုင်းကပေါ့နော်သူကလာသည်ဖြစ်စီမလာသည်ဖြစ်စီပါတီဘောရော်တီတိုဒီအကိုနောက်ပါတီဘွဲကတော့သတ်မှတ်ထားတဲ့အစီအစဉ်အတိုင်းကျင်းပမှာဖြစ်ပါရဲ့ဆွေးနွေးပွဲမျိုးပေါ့နော်ခီမီကရှင်ဂျီယောကရှင်ဂျီမိုင်းကခိုးရီကជីជីစုတာနေကမင်းကပေါ့နော်ခီမီဆိုတော့မင်းကယုံဒီဖြစ်စီမြုံဒီဖြစ်စီဒီကိစ္စအမှန်တရားပဲជីជីစုအမှန်တရားပဲပေါ့နော်私はどれだけ努力をしようかしまいか。 ခါရီနော်ထားရီတို့ပါပေါ့ခါဝါရနိုင်တာတော့ဆိုလို့ရှိရင်ငါကဘလောက်ပဲစူးစမ်းစူးစမ်းပေါ့နော်စူးစမ်းသည်ဖြစ်စီမစူးစမ်းသည်ဖြစ်စီပေါ့နော်ဘလောက်ပဲစူးစမ်းစူးစမ်းသူ့ရဲ့အပြုမှုတွေကပြောင်းလဲသွားမှာမဟုတ်ဘူးမဟုတ်လားလို့ပြောတာပေါ့နော်အဲ့တော့ဒီနေရာမှာတော့ mask တွေမှာ mask ကိုဖြုန်ပြီးမိုင်းကနေတွေ့ထားတဲ့ဝက်ချတွေကိုပဲထည့်ထားရပါတော့။အဲဖက်ဆောက်ထဲမှာဆိုလို့ရှိရင်တော့သူကပါရင်နဲ့တောင်းထားလဲဆိုတော့ဒီ dictionary ဖောင်ပိုင်းခါနဲ့တုံးတယ်ပေါ့နော်အခုနံပါတ်၄မှာ dictionary ဖောင်ပိုင်းခါနဲ့အဲတုံးတာလေးကိုကြည့်ကြည့်မယ်ဆိုရင်ခါရီဝါအာယာမာရိုခါအာယာမာရူမိုင်ကာ私はカレーをを許さない तू ကအာယာမာရိုခါအာယာမာရူမိုင်ကာ तू ကတောင်းမှန်သည်ဖြစ်စီမတောင်းမှန်သည်ဖြစ်စီငါကသူ့ကိုလုံးဝခွင့်မလွတ်ဘူးဆိုတဲ့အထိပယ်မျိုးပေါ့နော်ခါနိုဂျိုဝါခီကွန်ရှီယောကာရှီမိုင်ကာ私には関係ない तू မ လက်ထက်တာပဲဖြစ်ဖြစ်လက်မထက်တာပဲဖြစ်ဖြစ်လက်ထက်သည်ဖြစ်စေလက်မထက်သည်ဖြစ်စေမာနဲ့ဘာမှမသက်ဆိုင်ဘူးဆိုတဲ့အထိပ္ပယ်မျိုးအနေနဲ့မှာတုံ့ပြန်ထားပါတော့အကြောင်မလို့သူရဲ့အထိပ္ပယ်ကဘလိုပဲဖြစ်နေဖြစ်စေဒိုချီရာတော့ဘာဖြစ်တယ်ဘုခေကကခါဝရနိုင်ဆိုတဲ့အထိပ္ပယ်မျိုးတုံ့ပြန်ဖြစ်ပါတယ်အခုလေလာမယ်ဝါချလေးရကြတော့ဒါနီဒါနီနာလာဒါနီဒါနီတဲ့ဆိုတဲ့ဝါချလေးပေါ့နော် တော့သူ့ရဲ့အဓိပ္ပာယ်ကအေးနာတာအေးနာနေနေအေးဆိုရင်လည်းအေးဆိုတဲ့အလျောက်ဆိုရတဲ့ဘယ်လိုပေါ့နော်အေးတို့ယူချောပြောတာစုံချောပြောနေ ఓ ချီတရလိကတာခံရကတာကအားလုံးတို့ယူ images သူရင်းပေကလည်းလို့အေးဆိုလို့ရှိရင်အေးရဲ့အခြေအနေအတိုင်းအေးရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေအတိုင်းလည်းရောကြီးတွေ့ရှိတဲ့ရလိကတာပြုလုပ်ပုံပြုလုပ်နေခံရကတာစဉ်းစားပုံစဉ်းစားနေတာရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဇန်းကိုအနာချီကိုတော့ကခုဒီခါရဲ့စုပ်တို့တဲ့ အရှိနဲ့အနောက်နဲ့နာလာရဲ့အရှိရောဒဲရဲ့အရှိရော တူညီတဲ့စကလုံးတစ်ခုကိုထည့်ထားပြီးတော့မှပုံပြီးတော့ဆိုနိုဂျောပြောနေဆိုကူစတာတိုင်းအိုရခန်ကရဲ့ခတာကအာလူတို့ယူကုတောပနအဲ့ဒီအချိန်လေးပုံမူတည်ပြီးတော့တိုင်ယောမီတွေကိုက်ယူလို့ရှိတယ်တိုင်းအိုပြုမှုလှူရှားဆောင်ရွက်မှုရဲ့ခန်ကရဲ့ခတာပြီးခေါ်ပုံတို့တော်နေရှိရဲ့ဆိုတာကိုပုံရင်းချက်နဲ့ကံပြောမှာတောင်းပြရပါတော့ ကျေးဇူးဆိုခုဆိုလို့ရှိရင်လည်းဒီကြီးလျှောခဲတက်ခဲနာတာပြီးလို့ရှိရင်အနောက်မှာလည်းကြီးလျှောခဲတက်ခဲတူညီတဲ့စကားလုံးဒဲဆိုပြီးတော့အဂျီတီဆိုရင်လည်းအီမဖြုတ်ပဲနဲ့အရှိမအီအဂျီတီနာလာအီအဂျီတီဒဲပေါ့နော်နာအဂျီတီဆိုလို့ရှိရင်တော့နာကိုဖြုတ်ပြီးတော့နာလာနဲ့ဒဲအရှိမထည့်ပြရပေါ့နော်နောက်ကမဲရှိဒီနောင်းဆိုလို့ရှိရင်တော့နောင်းနာလာနောင်းဒဲဆိုပြီးတော့အသုံးပြုပါလိမ့် ရှိရပေါ့နော်အဲ့တော့ယခုစကားပို့တော့ကအနည်းတစီပြည်ပြီးသုံးလေးပုံထားရှိရစကလုံးလေးတွေလေ့လာကြည့်မယ်ဆိုရင်ရာစုညာရာစုတဲ့ဆိုရတဲ့ကောဈေးပေါ်ရယ်ဆိုလို့ရှိရင်ဈေးပေါ်ဒါနဲ့လာရောညွှူရှိတဲ့အရာတစ်ခုခုရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်မုစုကရှိနော်မုစုကရှိတဲ့ခတ်တယ်ဆိုရင်လည်းပဲပေါ့နော်ခတ်တယ်ဆိုရင်လည်းခတ်တယ်ဆိုရင်အတိုင်းပဲယာလီကတာကအားလို့တခုခု လို့ခုလုံးရှိရဆိုတဲ့ဒီပဲပေါ့နော်ဒေချီနိုင်လာတာဒေချီနိုင်တယ်မလုံးနိုင်ဆိုလို့ရှိရင်လည်းမလုံးနိုင်တဲ့အတိုင်းဆိုရင်တခြားမိန်းကလေးတစ်ခုကိုအစင်ရမယ်အဲ့လိုပုံစံမျိုးပေါ့နော်ဝါချနဲ့တွေ့ရင်လည်းပုံပြီးတော့လေ့လာတာမယ်ထင်တယ်ဒါလည်းတော့မင်းတို့ထင်တယ်ပေါ့နော်နောက်ကရှစ်ပိုင်းစတာမှာလာရှစ်ပိုင်းစတာတဲ့ဆိုလို့ရှိရင်ဆုံးရှုံးခဲ့တယ်ဆိုရင်လည်းဆုံးရှုံးခဲ့တဲ့အတိုင်းပဲအဲ့ဒီအရာကိုလက်ခံပြီးပါမယ်အမေမမမကိုဟုတ်ခင်ပြီလို့ဆိုတော့အတိပယ်မျိုးရဲ့နေရာမှာလည်းအသုံးပြုရပါတော့ ာလို့ရှိတယ်ဆိုရင်ပျော်ရွှင်တယ်ဆိုလို့ရှိရင်ပျော်ရွှင်စရာကောင်းတယ်ဆိုပြီးတော့တိုင်းပဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲတော့ဝါဆာလီတွေ့ပြီးရောလေ့လာခြင်းလို့ဆိုလို့ရှိရင်အဆူနာအဆူဒီနတ်ဆူလာရှိခုတာလို့ရှိမှုဆိုတဲ့အထက်ပဲကြတော့ပူရယ်ဆိုရင်လည်းပူရယ်ဆိုတဲ့အတိုင်းပဲအဲ့ဒီအခြေအနေပေါ်လာရောညှိထွေမှုရှိတယ်နတ်ဆူလာရှိခုရေယာဒီဆန်ဆန်ပျော်ရွှင်မှုတွေကိုပြုလုပ်ကြဆိုပေါ့နော်ရေယာဒီမှာလည်းမလုံချင်မကန်ချင်လို့မဟုတ်ဘူးနော်ရေယာဒီနဲ့ နိုင်ရောမှုတွေမှုရှိတဲ့ပြောရှင်မှုကိုပြုလုပ်ကြစို့ပန့်ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ပုခန်းထဲကနိုင်လာတာနိုင်တဲ့စစ်စစ်ရခုစုရပါဤဆိုပတ်စံမရှိဘူးဆိုလည်းပတ်စံမရှိတဲ့အခြေအနေပေါ်မူတည်ပြီးတော့စစ်စစ်ရခုပေါ့နော်ချိုးချံချွေတာဆိုတာနေနေဆိုရင်လည်းအဆင်ပြေရတယ်ဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်ဒီအခုနေအကမ်းလုံးမှာတော့အကမ်းနိုင်တဲ့အေးတဲ့ non beat is to go so ဆိုလို့ရှိရင်ခရီးတွေကမထွက်ဖြစ်ဘူးဆိုရင်လည်းမထွက်ဖြစ်တဲ့အတိုင်းပဲပေါ့နော် အရင်ဖြစ်ပေါ်လာတဲ့အခြေအနေပုံမူတည်ပြီးတော့အိမ်မှာပဲအေးအေးဆေးဆေးတစ်ခေတ်မှထွ o n beauty ပေါ့နော်အေးအေးဆေးဆ o u r n e y 作るなら作るでちゃんと後片付けもしてね絵をちゃめそれねちゃめそれ台のပေါ့နော်ဒီနောက်片付けသိသိမှုတွေလည်းတွေ့ခするならするで。て連絡くらいしてほしい နောက်ချဆိုရင်နောက်ချမယ်ဆိုတဲ့အကြောင်းပေါ့နော်နောက်ချမယ်ဆိုရင်လည်းပဲလည်းလောက်ခုခုတိုင်းဆက်တွေ့တာလေးလောက်တော့အကြောင်းကြားတာလေးလောက်တော့လုပ်စီချင်တယ်လူချင်းနဲ့ဆိုရင်ဒီပြင်းမျိုးပေါ့နော်အဲ့တော့သူ့ရဲ့အသေးငယ်ကတခုပဲမှတ်ထားမှာနာနီနာနီနာတာနာနီနာနီဒေဆိုရဲ့ဒီပဲကဂျောကျိုးဦးခဲ့ ਈ ရဲ့တဲ့ဆိုလို့ဂျောကျိုးမီဖူဆာဝါရှိခိုးတို့ဒူလူပေကီတာတူရှိမေဆူဆိုတာပေါ့နော်အချင်းကြီးတခုခုဖြစ်လာမယ်ဆိုရင်လည်းအဲ့ဒီညာကိုလက်ခံယူလိုက်ပြီးအဲ့ဒီအချင်းကြီးပေါ့ ဟိုတည်ပြီးတော့တိတ်နေရတဲ့ကိုက်ညီရဲ့မှန်ကန်တဲ့ခိုးတို့အပြုတ်မှုတစ်ခုခုကိုလုံးတင်နေဆိုတော့ကိုယ်ညှိုးတဲ့အခါမှာတော့တုံးပြီးတော့များပါတယ်။နောက်တစ်ခုကကျတော့ဒီဖူမန်ရအော်ကီတာဘဲနာတို့ညာဆူမဖူဖူမီတော့ကအိုးပေါ့နော်။အဲဒီဖူဟာဖူမန်ပေါ့နော်။အကျဉ်းတဲ့ချက်တွေပါမယ်။နောက်ပြီးတော့အော်ကီတာဘဲလက်လျှော့လိုက်တဲ့အဟာမျိုးတွေပေါ့နော်။အဲ့လိုမျိုးအထိပ္ပယ်တွေနည်းနည်းပါဝင်နေတဲ့ပွဲကြတွေမှာအသုံးပြုရတယ်။များတယ်ပေါ့နော်။ な那么等我加入。相手に対して適切な対応を求める場合にも使う。でも、ね、パッピンに渡るよ。あに一二番のディビューは、定義を分かんない。二段と夫婦を同居でね、そういう表現で、あかんのまで、同居へもの。なるほど、ラーメンはじゃりやじゃろ。何なくして、なにない。何々なくして、なになにい。それでいえば、もし、な何々がなければ、時計のやりやがもしうそうに、 ူတယောက်ဝကြရဲ့နာနီနာနီဝကျစုကဲတဲ့ကိလာတော့နော်နောက်တစ်ခုလောက်ကတော့ဘိုမအကောင့်ထဲပေါ်လာဘိုမဖြစ်နိုင်ဆိုတော့စီနိုကြီးရှိသေးတယ်ပြင်ပြတဲ့ငင်းဆန်မှုတစ်ခုခုမှာအသုံးပြုရဲ့ဟုတ်နော်အဲ့တော့နာနီနာနီနာခွန်စတေးဆိုတာနာနီနာနီကခက်ခဲတဲ့တရအဲ့ဒီအရာမရှိဘူးဆိုလို့ရှိရင်ခက်ကလက်လက်ကဆိုလို့ရှိရင်နိုင်ဖြစ်မှာမဟုတ်ဘူးရလက်ကနာလီတတနိုင်ပေါ့နော် အထမ်းအောင်ရပါမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကိုဖော်ပြနေခြင်းတဲ့အခါမှာအသုံးပြုရပါတော့။အဲတော့မှန်တာမှာဒါနိဒါနိဒါရှိနိဒါနိဒါနိယနိုင်ဆိုတဲ့အတိပ္ပယ်ကိုဦးသားကြည့်အင်းပြီပေါ့နော်။ဒီအရာမရှိရင်လည်းနောက်ကအရာမဖြစ်ဘူးဆိုတဲ့အတိပ္ပယ်ကိုနေရာမှာအသုံးပြုရပါတော့။အဲ့တော့ formal နဲ့ verbal ရခကိခုတို့ပါရုပ်စကားဝင်ပြီးမှတော့ပုံမှန်သုံးတဲ့အသုံးအနှုန်းရဲ့နောက်ပြီးတော့ရှိတဲ့စကားလုံးတွေမှာလည်းသုံးနိုင်ရတယ်။စစ်စစ်ဆိုပြီးကြည့်နေဆိုလို့ရှိရင်မရှိဘူးလားဆိုနောက်ခုရှိတဲ့ ဒိုးရှိ plus 9ဆိုတဲ့ဒီမျိုးဖြစ်ပါတယ်။အဲ့တော့ဒီ menshi plus 9ခုရှိတဲ့ဘာ plus 9 mina min dai ဆိုတဲ့ပုံစံမျိုးမှာလည်းအသုံးပြုရတယ်။ဥပမာစာကြောင်းလေးကိုကြည့်ကြည့်မယ်ဆိုရင်ဒိုးလျော်ခု9ခုရှိတဲ့16ဝ9ဆိုလို့ရှိရင်တို့လျောက်ခုဆိုတော့နောင်ပေါ့နော်တို့လျောက်ခုလုံလောက်ရိယာစိုက်ထုတ်မှုမရှိပဲတောင်ပြမှုဆိုတာမရှိဘူးရှင်းလိုက်တာခုရှိတယ်ဝယူချောဝစုစုကနာ ရှင်းလင်းယုံကြည်မှုဆိုတာမရှိဘဲနဲ့တငယ်ချင်းတန်ရောစင်ဆိုတာကရရှိဆက်ပြီးတော့ကြာရှည်တွဲနိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေနဲ့အတော့လေပေါ့နော်အဲ့တော့ယောက်ျားစကောက်ကိုတော့ပါအနေနဲ့ကြည်ကြည်မယ်ဆိုရင်ဒိုးရခုနောက်ခုရှိတဲ့စေပေါ်နှရှိဆိုလို့ရှိရင်လုံးလုံးကြီးရစိတ်ထုတ်မှုမရှိတဲ့တောင်းမှုဆိုတာမရှိဘူးအဲ့ဒီနောက်ခုရှိတဲ့ဂျင်းစေးနှရှိဆိုလို့ရှိရင်လည်းအချစ်ဆိုတာမရှိတဲ့လူဘဝဆိုတာမရှင်းတန်နိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော် ချောဆဲနာခုရှိတယ်ဆဲချောနာရှိစိတ်ခုံမှုဆိုတာမရှိပဲတဲ့အဲအောင်မြင်ကြည့်ပွားတို့တက်ခုဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ရှင်းလိုင်းနာခုရှိတဲ့ယူချောနာရှိယုံကြည်မှုဆိုတာမရှိပဲတဲ့အဲတန်ရောစင်ပေါ့နော်တကယ်ချင်းတန်ရောစင်ချစ်ချင်းပြတာဆိုတာမရှိဘူးပေါ့နော်ဂျွန်ဘီနာခုရှိတဲ့ရှောလီနာရှိဆိုတော့ကြတော့ဂျွန်ဘီဆိုတော့ကြတော့ချိုတိပစ္စည်းမှုမရှိတဲ့ အောင်နိုင်မှုဆိုတာမရှိဘူးပေါ့နော်ဆိုရအဓိပ္ပာယ်ကတော့အတော်ကြည့်ရပေါ့နော်အဲ့တော့ဒီဝါကြလေးနဲ့တွေ့ပြီးလာပေါ့ဆိုရင်ဒိုလျော်ကုန်းတာကိုရှိတဲ့ဆေးကိုဝါတိုင်းဆိုရင်အာထုံးမရှိပဲနဲ့အောင်မှုဆိုတာလောလောဆယ်ဖြစ်တာလေပေါ့နော်အိုင်းတာကိုရှိတဲ့ရှီယဝါစိနာခတဲ့ဝါခိစုခေတိုင်းအချစ်ချင်းမြတ်တာဆိုတာမရှိပဲနဲ့တာယာပြောရှင်ချမ်းမြေတဲ့ပြည်တော်ကြီးပြည်တော်စုဘဝဆိုတာတိစောက်ထားတာမဟုတ်ဘူးပေါ့နော် ချင်းလိုက်နာကုရှိတို့ရောဤငင်းခင်ပြို့ကစ္စပိပိပေါ်မှာတက်ကိနိုင်။ရုံချင်းမှုဆိုတာမရှိပဲတဲ့။ကောင်းမွန်တဲ့လူမှုဆက်ဆံရေးပတ်သက်ဆက်ဆံရေးကိုတိဆောက်တိုင်းမှာမဟုတ်ဘူးပေါ့နော်။ချောစဲနာကုရှိတဲ့စင်ချောဝါအာလီဝေနိုင်။စိတ်ပေါ်မှုဆိုတာမရှိပဲနဲ့တိုးတက်မှုဆိုတာကစိတ်ပေါ်မှုမပါဘဲနဲ့တိုးတက်မှုဆိုတာဘယ်လိုလုပ်နိုင်လဲပါမရနိုင်ဘူးပေါ့နော်။ ဂျုံမင်းတကူရှိတဲ့ရှိခဲ့ဒီကောကကုစုလို့နော်မစကရှိချိုတီပစ္စည်းမှုဆိုတာလည်းလုပ်လို့ရှိရင်ချိုတီပစ္စည်းမှုဆိုတာလုပ်လို့ရှိရင်စာမွေးပါအောင်မြင်မှုဆိုတာကအောင်မြင်ချင်တာခက်ခဲနေဆိုရတဲ့ဒီနေရာမှာအတော့ပြည့်နေပါတော့